ပါနာတိပါတာရှင်နဲ့ချက်ဘိုးမပါဝိရာမိဒိခါပရံဝါရိယာမိအာဒိနာဒါနာအမေပစံမပါဝိရာမိဒိခါပရံအပါရိယာမိကာမေတုမိစာစာရာမိုင်းဒီရေရစော်လေးတွေမပါဝိရာမိဒိခါပရံအပါရိယာမိမုဒါဝါရာကျွန်တော်အစောမပါဝိရာမိဒိခါပရံအပါရိယာမိ သူရာမေရယမစ္ဆမာဒဌာနအရက်နေဘီယာမပါဝီယာမီတိတ်ခါပရံတမာရီယာမီ ပါနာတိပါတာရှင်တဲ့ရဘိုးမပါဝိရာမိတိတ်ခါပရံပါရိယာမိအာရိဏဒါနာအမေပစံမပါဝိရာမိတိတ်ခါပရံပါရိယာမိကာမေတုမိစာစာရာမိုင်းဒီရေရဆော်လေးတွေမပါဝိရာမိတိတ်ခါပရံပါရိယာမိမူတာဝါရာကျွန်တော်အစောမပါဝိရာမိတိတ်ခါပရံပါရိယာမိတူရာမေရယ မစ္စမာဒဌာနအရင်နေ့ဘီယံမပါဝိယာမိတိခါပရံတမာရိယာမိ ဒီဗီဒီယိုဖိုင်ကိုတကာတယောက်ကလာဖို့ပေးတာပါကြည့်ရတာဒုံလဘဖြစ်ဖို့များပါတယ်နော်ခဏဝတ်တဲ့ဒုံလဘပဲဖြစ်စေအပိဝိမဲ့ယဟန်ပဲဖြစ်စေအခုလိုမျိုးသာသနာတော်ကိုအကြီးညိုပြက်လောက်တဲ့အထိတက်တော့ဆော့တာမျိုးတွေမလုပ်ပါနဲ့နော်တက်တော့ကိုအကျိုးရှိမဲ့နေရာမှာအသုံးပြုပါဘယ်လိုအသုံးပြုရမလဲဆိုရင်တက်တော့ပေါ်မှာတရားဓမ္မဖြန့်ဝေတာမျိုးတွေကိုလုပ်ပါအဲ့ဒါဟာတက်တော့ကိုအကျိုးရှိတဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ် ဒီကနေ့ခေတ်ဟာဘုရားရဲ့တရားဓမ္မတွေကို ဖြန့်ဝေရတာလွယ်ကူတဲ့ခေတ်ဖြစ်ပါတယ်။အဲ့ဒီလိုလွယ်ကူတဲ့ခေတ်မှာဘုရားရဲ့တရားဓမ္မတွေကိုဖြန့်ဝေပြီးတော့အကျိုးရှိမဲ့နေရာမှာအသုံးပြုပါနော်။အဲ့ဒီလိုအသုံးပြုမယ်ဆိုရင် ကိုယ်လည်းကုသိုလ်ရတယ်လို့ဒကာဒကာမတွေလည်းပဲဘ ഹു တုဒ္ဒများမှာဖြစ်ပါတယ်။ဒါကြောင့်သာသနာတော်ကိုအကြီးညိုပြည့်စုံလောက်တဲ့အနေထားမျိုးတွေနဲ့တိတော့မဆော့ပါနဲ့။တိတော့ကိုအကျိုးရှိတဲ့နေရာမှာအသုံးပြုပါလို့ပြောကြံပါတယ်နော်။ ဤပညာတွေတိုးတက်လာတာနဲ့အများနီလွယ်နီမားတွေကိုနီးမှန်လမ်းမှန်ထင်ပြီးလုပ်တဲ့လူတွေလည်းပေါ်ပေါက်လာကြတယ်။အဲ့ဒီလိုနီလွယ်နီမားတွေကိုနီးမှန်လမ်းမှန်ထင်ပြီးလုပ်ခြင်းဟာသူတို့အတွက်ပျက်စီးဖို့အကြောင်းဖန်တာပဲဖြစ်တယ်။တတဝါတဦးဟာပျက်စီးဖို့အကြောင်းဖန်လာပြီဆိုရင် နီလွယ်နီမားတွေကိုနီးမှန်လမ်းမှန်ထင်ပြီးလုပ်တတ်တယ်။ဒါကမှားနေပါတယ်မလုပ်သင့်ပါဘူးလို့ဘေးကပြောဆိုထောက်ပြတဲ့အခါမှာလည်းပဲ။ ဲ့ဒီပြောဆိုထောက်ပြတဲ့သူကိုမကြိုက်ဘူးဒါဟာသူ့အတွက်ပျက်စီးဖို့အကြောင်းဖန်တာပဲဖြစ်တယ်တခါတုန်းကတငယ်ချင်းတစ်ပါးအကြောင်းကိုအလဲကြွလာပါတယ်သူနေတဲ့အရက်ကမငိမ့်ချမ်းလို့အရှင်ဖုရားအရှင်ဖုရားနေတဲ့အရက်ကမငိမ့်ချမ်းဘူးမပြန်ပါနဲ့လို့တားပါတယ်ဘလောက်ပဲတားတာတားလို့မရပါဘူးသူက သူ့ကိုဒီမှာနေစေချင်လို့တားတယ်ပဲထင်နေပါတယ်အဲ့ဒီလိုထင်နေတာကသူ့အတွက်ပျက်စီးဖို့အကြောင်းဖန်တာပဲဖြစ်တယ်ပြန်သွားတဲ့အခါမှာ ြန်လွန်တော်မူပြီဆိုတဲ့သတင်းကိုကြားရပါတယ်။ဒါကြောင့်တတ္တဝါတအူးဟာပျက်စီးဖို့အချိန်တန်လာပြီဆိုရင်နီလွယ်နီမားကိုနီးမှန်လမ်းမှန်ထင်တတ်ပါတယ်။ဝဇီရဗုဒ္ဓတီကာမှာလည်းပဲတတ္တဝါတအူးဟာပျက်စီးဖို့အကြောင်းဖန်လာပြီဆိုရင်နီလွယ်နီမားတွေဟာနီးမှန်လမ်းမှန်ဟန်ဆောင်ပြီးစိတ်မှထင်လာတတ်တယ်လို့ဆိုပါတယ်။အခုလည်းပဲမပြင်းမထက်မပြင်းမထိုက်တဲ့ပုံကိုယ်တွေကိုစော်ကားပြင်းမပြီးလောင်ပြောင်နေကြတာတွေဟာ ူတို့အတွက်ပြည့်စည်ဖို့အကြောင်းဖန်နေတာပဲဖြစ်တယ်။အဲ့ဒါကိုဦးစင်းတို့ဒကာဒကာမတွေကကြည်ပြီးတန်ဝေကယူရမှာဖြစ်တယ်။သူတို့လှုပ်တယ်လို့လိုက်ပြီးမလှုပ်ပါနဲ့နော်။သူတို့လှုပ်တယ်လို့လိုက်လို့မယ်ဆိုရင်သူတို့မကောင်းကျိုးခံစားရတဲ့အခါမှာကိုယ်လည်းမကောင်းကျိုးကိုခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်သူတို့လှုပ်တဲ့အမှားတွေကိုလိုက်ပြီးမလှုပ်ကြပါနဲ့လို့စေရနာနဲ့တတိပေးပါတယ်။ကြည့်နော်စင်ကြီးကဖုန်းကြီးကိုသင်္ကန်းကတ်နေတာ။ဒါကိုတချို့ကတင်ထားလို့ကတ်တာပါဆိုပြီးပြောနေကြပါတယ်။ တင်ထားလို့ပဲကက်ကက်မတင်ပဲနဲ့ပဲကက်ကက်နော်ဖရာတရားတန်ကယရနာ၃ပါးကိုစော်ကားနေတဲ့လူတရိษံတွေထက်စာရင်တော့ဒီတရိษံကတားတယ်လူဖြစ်ပြီးတရိษံဖြစ်ရတာတော့ရှုံးတာပေါ့နော်လူတရိษံကဘယ်လိုမျိုးလဲလို့တချို့ကမေးကြလိမ့်မယ်လူတရိษံကိုမပြောခင် လူလေးမျိုးကိုအရင်ပြောမယ်လူလေးမျိုးကနံပါတ်၁မနုဿနိရယလူသားစင်စစ်ဖြစ်ပါရဲ့နဲ့မကောင်းမှုကိုကျွလွန်တာကြောင့် မင်းပြင်းမင်းတန်ခံစားနေရတဲ့လူငယ်ရဲ့သားနံပါတ်1မနုဿပေတလူသားစင်စစ်ဖြစ်ပါရဲ့နဲ့ကောင်းမှုကုသိုလ်မရှိတာကြောင့်စားရမဲမဲတောက်ရမဲမဲဖြစ်နေတဲ့လူပြိတ္တာနံပါတ်3မနုဿတိရစ္ဆာနလူသားစင်စစ်ဖြစ်ပါရဲ့နဲ့ကုသိုလ်အကုသိုလ်ခွဲခြားမသိအကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားမသိဘဲနဲ့သူတစ်ပါးခဲသမျှကိုလုပ်နေရတဲ့လူတိရစ္ဆာန်နံပါတ်4မနုဿပရမတ္ထ လူသားစင်စင်လည်းဖြစ်တယ်ကုသိုလ်အကုသိုလ်လည်းခွဲခြားသိတယ်ကောင်းမှုမကောင်းမှုကိုလည်းခွဲခြားသိပြီးတော့ကောင်းမှုကိုအမြဲတမ်းစီးပုတ်နေတယ်လူတော်လူမြတ်ဒါဟာလူလေးမျိုးပဲဖြစ်တယ်အဲ့ဒီလူလေးမျိုးထဲမှာနောက်ဆုံးလူကတော့အမျက်ဆုံးဖြစ်တယ်နော်သောသောကပြောတဲ့လူတရိษံဆိုတာကတော့နံပါတ်3ဖြစ်တယ်လူဖြစ်ပြီးတော့လူတရိษံဖြစ်ရတာအရင်နဲ့နားတယ်နော်တရိษံစစ်စစ်ကတရိษံဖြစ်တာကဘာမှမနဲ့နားဘူး ဒါကသဘာဝကြတယ်နော်လူဖြစ်ပါရဲ့နဲ့လူတရိစ္ဆာန်ဖြစ်ရတာဟာဒီဘဝမှာအကြီးကျယ်ရှုံးတာပဲဒါကြောင့်လူတရိစ္ဆာန်တွေထက်တော့ဒီလိုတရိစ္ဆာန်ကတာတယ်ဆိုတာကိုပြောတာပါနော်နားလဲပါစီ